္လာပါကလေးတို့ရင်ဒီချေကတော့သိပ္ပံတစ်ချက်ဒီချေချမ်းပဲဖြစ်ပါတယ်။ကဲသင်ခန်းစာလေးကိုပြန် ပြီးတော့စာလိုက်ကြရအောင်။သိပ္ပံရဲ့အခန်း9လျှက်စစ်နဲ့တန်လိုက်ကနေပြီးတော့မှအပိုင်း1လျှက်စစ်ပလန်များအကြောင်းပဲဖြစ်ပါတယ်။လျှက်စစ်ဘယ်လိုစီးမလဲဒီချေတို့လေ့လာကြမယ်နော်။ နော်လျှက်စင်ဟာဆိုရင်ဒီချယ်ရီတွေရဲ့နေ့စဉ်ဘဝမှာများစွာအသုံးဝင်နေလျှက်စင်မှာဆိုရင်လျှက်စင်ဓာတ်ဖို့နဲ့လျှက်စင်ဓာတ်မှဆိုပြီးတော့နှစ်မျိုးရှိပါတယ်လျှက်စီကလျှက်စီပလန်ပြည့်တစ်ခုတွင် စီးဆင်းပါတယ်လျှက်စင်ပင်အမျိုးမျိုးရှိတယ်သူကတော့ဘာလဲဆိုရင်ဓာတ်ခဲဘက်ထရီဒိုင်နမိုစတာတွေပဲဖြစ်ပါတယ် အခန်းခုနှစ်အပိုင်း၁လျက်စီးပလံများကိုလက်တွေ့ပြုလုပ်ကြမယ်။အဲ့တော့ဒီခေတ်တော့ခလုတ်ဟာလျက်စီးပလံမှာဘလို့လုံးလို့လဲဆိုတာကိုဒီခေတ်ကလက်တွေ့ပြုလုပ်ပြရပြပါမယ်။ကြဲအဲ့လိုလက်တွေ့မပြုလုပ်ခင်ပေါ့နော်။အဲ့ဒီချိန်မှာဒီခေတ်တို့ကပုံလေးကိုတစ်ချက်ကြည့်ပါ။ဟုတ်ပြီနော်အဲ့ဒီမှာဆိုရင် ပုံလေးကတချေတို့ကပုံကာကြီးနဲ့ဖုံခါခွေးနဲ့ရှိတယ်ဟုတ်ပြီနော်အဲ့ဒါလေးကိုလည်းတချေတို့ခံမှန်းမိတာပါအောင် ဲ့ခံမှန်းထားတဲ့အကြောင်းအရာလေးကိုစာအုပ်လေးမှာဒါတော့သူတို့ခြာရေးပြီးနော်အဲ့တော့တကယ်ကအခုလက်တွေ့လို့ပြရမယ်အဲ့တော့တကယ်လျှက်စီးပလန်တစ်ခုလုပ်ဖို့ဆိုရင်လိုအပ်တာကတော့ဘာလဲဆိုလို့ရှိရင်တော့တခဲပြီးရင်မီးသီးပြီးရင်ဝါယာကျိုးလိုမယ်ပြီးရင်ခလုတ်နော်အဓိကခလုတ်ကလေးလိုပါမယ်ဒါလေးကတော့တချေတို့ကလျှက်စီးပလန်เนาะပြုလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့တော့တချေက အခုသားတို့သမီးတို့ကိုကလေးစီပလန်းပြုလုပ်ပြီးဆိုတော့ဒီချိန်ကအခုတကယ်လေးထည့်ပြီးတော့ခလုတ်ကလေးကဘယ်လိုလုပ်လို့လဲဆိုတာဒီချိန်ကပြပေးမယ်ကဲအဲ့တော့ဒီချိန်ခလုတ်ကလေးကအခုပိတ်ထားတယ်ပေါ့နော်ခလုတ်ကလေးကိုဒီချိန်ဖွင့်လိုက်မယ်ကဲအဲ့တော့ခလုတ်ကလေးကိုဖွင့်လိုက်ပြီးဆိုတော့ဒီချိန်မီးသီးလေးမီးလင်းလာတာကိုတွေ့ရလိမ့်မယ်ကဲဟုတ်ပြီအဲ့တော့ဒီချိန်ကခလုတ်ကလေးကို ပြန်ပြီးတော့ပိတ်လိုက်မယ် ါဘူးနော်မိသည်မင်းမလင်းတော့တာကိုတွေ့ရမယ်အဲ့တော့ခလုတ်ကလေးကဘာအလုတ်ကိုလုတ်ပေးလဲဆိုတာကိုသားတို့သမီးတို့ခမန်းချက်ကလေးကိုစာအုပ်ထဲမှာရေးပေးရပါအောင်နော်အဲ့တော့ဒီချေကဒီလျှက်စည်းပလန်မှာခလုတ်ကလေးကဘယ်လိုလုပ်လို့လဲဆိုတာကိုဒီချေပြပေးပါမယ်ကဲအဲ့တော့ခလုတ်ကလေးကိုဒီချေက အခုဖွင့်လိုက်ပါမယ်ကဲဟောတွေ့တယ်မလားအဲ့တော့မီးသီးလေးမီးလင်းလာကိုသားတော်သမီးတို့တွေ့ရလိမ့်မယ်အဲ့တော့ခလုတ်ကလေးကနော်တချေဖွင့်လိုက်တဲ့အချိန်မှာမီးသီးလေးမီးလင်းလာတယ်ကဲအဲ့တော့တချေကခလုတ်ကလေးကို ပိတ်လိုက်မယ်။ကဲမီးသီးလေးမီးမလင်းတော့တာကိုသားတို့သမီးတို့တွေ့ရပါလိမ့်မယ်။ကဲအဲ့တော့ဒါလေးကိုတစ်ချက်ကိုခမ်းမန်းချက်ကလေးပေါ့နော်ခလုတ်ကဘလို့အလုတ်လုတ်ပေးလဲဆိုတာကိုခမ်းမန်းချက်ကလေးကိုမဆူဆောင်လေးထဲမှာတစ်ချက်ကိုရေးပေးပါဦး။ကဲလုပ်ငန်းနှစ်ဘယ်ပစ္စည်းတွေကလျှက်စစ်စီးနိုင်ပါသလဲ ဲ့လုပ်ငန်းနှစ်ဘဲပစ္စည်းတွေကလျှက်စစ်စီးနိုင်ပါသလဲကဲတကယ်ပုံလေးပြပေးထားတယ်ကာကြီးနဲ့ခါဝဲပုံလေးဟုတ်ပြီအဲ့တော့ပုံကာကြီးမှာပေါ်ပြထားတဲ့အတိုင်းပဲရိုးရိုးလျှက်စစ်ပတ်လန်းတစ်ခုကိုတကယ်တို့ပြုတ်လုံမယ်ပြီးရင်ဇယားမှာပေးထားတဲ့အရာဝတ္ထုများဟာမီးသီးကိုမီးလင်းစေနိုင်ခြင်းရှိမရှိခံမှန်းပြီးတော့မှခံမှန်းချက်ကလေးတွေကိုဇယားမှာဖြည့်မယ် ပြီးရနောက်မှာဇယားမှာပါဝင်တဲ့အရာဝတ္ထုများကိုပုံခါခွေးမှာ ပြထားတဲ့ကဲ့သို့ဝါယာရဲ့အစွန်းနှစ်ဖက် A နဲ့ B ကြားမှာ ထားကြည့်ပါအဲ့ဒီအခါမှာမီးသီးမီးလင်းမှုရှိမရှိလက်တွေ့ဆန်းသက်ချက်လေးတွေကိုဇယားမှာတချို့ဖြည့်ပေးပါမယ်။ကဲဟုတ်ပြီနော်ဒီချက်ဇယားလေးပြပေးမယ်။ကဲဟုတ်ပြီအဲ့တော့ဒီချက်တို့ကတွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့အောက်ပါမေးခွန်းလေးတွေတချို့ဖြည့်ဆို့ကြရအောင်။ကဲနံပါတ်1 A နဲ့ B အကြားမှာပေါ်ပြပါအရာဝတ္ထုများထားရှိပြီးတော့မှဆက်ကြည့်တဲ့အခါမှာမိသီးကိုမင်းလင်းစေသောအရာဝတ္ထုများနဲ့မင်းမလင်းစေသောအရာဝတ္ထုများဟူ၍အုပ်စုနှစ်စုခွဲပါမယ်။အထက်ပါအရာဝတ္ထုတွေမှာဆိုရင်တော့ကာကြီးမိသီးမင်းလင်းစေသောအရာဝတ္ထုတွေကဘလို့ပစ္စည်းရည်နဲ့ပြုလုပ်ထားပါသလဲ။ဘာကြောင့်ပါသလဲ။ ဟုတ်ပါတယ်။မီးသီးမီးလင်းစေတဲ့ပစ္စည်းလေးတွေနဲ့ကတော့တချို့တတူနဲ့ပြုလုပ်ထားတဲ့ပစ္စည်းလေးတွေပါ။တန်နဲ့ပြုလုပ်ထားတဲ့ပစ္စည်းလေးတွေပါ။ဘာကြောင့်လဲဆိုတော့တတူတို့တန်တို့အားကြတော့တချို့ဘာဖြစ်လဲဆိုရင်လျှက်စစ်ကိုဆွဲဆောင်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ကဲခါခွေမီးသီးမီးမလင်းစေတဲ့အရာဝတ္ထုလေးတွေဟာဘလို့ပစ္စည်းတွေနဲ့ပြုလုပ်ထားပါသလဲ။ဘာကြောင့်မီးမလင်းတာပါသလဲ။ ဟုတ်တယ်မိသီးမိမင်းစေတဲ့အရာဝတ္ထုလေးတွေကို ပြုလုပ်ထားတဲ့ပစ္စည်းလေးတွေကတော့တကယ်လို့ရာဘာတို့ပလတ်စတစ်တို့သစ်သားတို့ပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့တွေကကြတော့လျှက်စစ်ကိုဘာဖြစ်လဲမစွဲနေငယ်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဟုတ်ပြီဂါငယ်ဘဲပစ္စည်းတွေကတဲ့လျှက်စစ်စီးနိုင်ပြီးတော့တဲ့ဘဲပစ္စည်းတွေကတော့လျှက်စစ်မစီးနိုင်တာပါလေတဲ့။ဟုတ်တယ် တတူတို့တန်တို့နဲ့ပြုတ်လောက်ထားတဲ့ပစ္စည်းလေးတွေကတော့လျက်စစ်စီးနိုင်ပြီးတော့မှတကယ်လို့သစ်သားတို့ပလတ်စတစ်တို့ရာဘာတို့နဲ့ပြုတ်လောက်ထားတဲ့ပစ္စည်းလေးတွေကတော့လျက်စစ်မစီးနိုင်ပါဘူး။နံပါတ်1လျက်စစ်ဝါယာပြုတ်လောက်ရန်နဲ့မြည်သည့်ပစ္စည်းအုပ်စုသည်ပုံမကောင်းမွန်တယ်လို့ထင်ပါတယ်။ဘာကြောင့်ပါတယ်။ဟုတ်ပြီ။အဲ့တော့လျက်စစ်ဝါယာပြုတ်လောက်ဖို့ဆိုလို့ရှိရင်တော့တကယ်တော့ကတန်တို့တတူတို့နဲ့ပြုတ်လုထားတဲ့အုပ်စုကပို့ပြီးတော့ကောင်းမွန်ပါတယ်။ဘာကြောင့်လဲဆိုတော့တန်တို့တတူတို့ကတော့လျှက်စွက်ကိုပို့ပြီးတော့ဆွဲငင်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ နံပါတ်3လျှက်ဆက်မစည်းနိုင်တဲ့ပစ္စည်းတွေဟာလူသားတို့အတွက်အသုံးဝင်ပါသလားဘာကြောင့်ပါသလဲဟုတ်ပါတယ်လျှက်ဆက်မစည်းနိုင်တဲ့ပစ္စည်းတွေဟာလေလူသားတွေအတွက်အသုံးဝင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကလေလျှက်ဆက်စီးဆင်းမှုကိုကာကွယ်ပေးတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ကဲခုနကတစ်ချက်ကလက်တွေ့ပြုလုပ်ပြီးသွားပြီဆိုတော့ပုံလေးကိုတစ်ချက်ကြည့်လိုက်နော်ကဲအဲ့တော့ပုံကာကြီးနဲ့ပုံခါခွေးလေးကိုပေးထားတယ်အဲ့တော့သူတို့ရဲ့မတူညီတဲ့အချက်ကလေးကိုသားတော်သမီးတို့ရှာဖွေကြည့်ပါအောင်ဘလို့ကွာခြားချက်တွေအကြောင်းမီးအလင်းရောင်ကအရောင်တူမတူဟုတ်ပြီနော်အပြောင်းလဲနိုင်ပါသလားအဲ့ဒါလေးကိုလည်းတစ်ချက်ကြည့်ပေးပြီးတော့ရင်ခမန်းချက်ကလေးတို့သားတော်သမီးတို့ရဲ့မဆူဆောက်လေးတွေမှာရေးထားပေးပါ ပြီးသွားလို့ရှိရင်တော့ပုံမှန်ပြထားတဲ့ပစ္စည်းလေးတွေကိုတက်ဆင်ပြီးတော့မှမိလျောင်ကိုတာသမီတို့လေးလာကြည့်ရှုပေးပါပြီးရင်ခံမှန်းချက်နဲ့လက်တွေ့စမ်းသပ်ချက်ကိုတချေတို့နိုင်ရှင်မယ်တွေ့ရှိချက်တွေအရအောက်ပါမေးခွန်းလေးတွေကိုတချေတို့တွေဖြေဆိုကြည့်ကြရအောင်အဲ့တော့ပုံကာကြီးနဲ့ခါကိုရဘလို့ကွာချားပါသလဲဟုတ်ပြီနော်ပုံလေးကိုကြည့်ပါဟုတ်ပါတယ်တန်းဆက်နဲ့ပြိုင်ဆက်ဟုတ်ပြီနော်တန်းဆက်ဆက်ထားတာနဲ့ပြိုင်ဆက်ဆက်ထားတာဖြစ်ပါတယ် နံပါတ်1ကလေးကတော့ပုံပါတိုင်းတကယ်တို့စမ်းသပ်လေ့လာတဲ့အခါမှာဘာကိုတွေ့ရပါသလဲဟုတ်ပြီနော်ပြန်ဆက်ဆက်ထားတာနဲ့တန်းဆက်ဆက်ထားတာကိုတွေ့ရတယ်ဟုတ်ပြီပြီးလို့ရှိရင်ဘာဒီကွာခြားတာကိုတွေ့ကြရလဲဟုတ်ပြီနော်တန်းဆက်ကလေးကတော့မီးအလင်းရောင်လေးရမ်းလင်းနေပြီးတော့ပြန်ဆက်ကလေးကတော့မီးနှင်းမီးလင်းရောင်လေးကအနှင်းငယ်ပိန်နေတာကိုတွေ့ရပါလိမ့်မယ်ဟုတ်ပြီနံပါတ်3မိကွန်လေးမိသီးရဲ့အလင်းအောင်ပုံမိုတောက်ပစေဖို့အတွက်ကိုဘယ်လိုလှုပ်ဆောင်ရပါမလဲ ဘူးเนาะမီးလင်းရောင်လေးပုံမတောက်ပစေဖို့ဆိုရင်တော့တချဲတို့ကတန်းဆက်ဆက်တာလေးอ่ะပိုပြီးတော့မီးလင်းရောင်ကိုတောက်ပစေပါတယ်နံပါတ်၄ကတော့လက်တွေစမ်းသက်ချက်အရလျှက်စစ်ပတ်လန်းတစ်ခုမှဆိုလို့ရှိရင်ဘက်ထရီဆက်သွယ်ပုံ2မျိုးကိုနှိုင်းရှင်ပြီးတော့ဒါတို့မျိုးရဲ့လေလာတွေ့ရှိချက်ကလေးတွေကိုတစ်ချက်ကိုမှတ်စုလေးရေးပေးပါအောင်ကွယ်။ လျက်ဆက်ဟာလူသားတွေအတွက်နေ့စဉ်လုပ်ငန်းတွေမှာ အရေးပါပေမဲ့စနစ်တကျမသုံးဆွဲလို့ရှိရင်တော့အန္တရာယ်ရှိနိုင်ပါတယ်။အချို့မှာလက်တွေ့လုပ်ငန်းလုပ်ဆောင်ဖို့ဆိုလို့ရှိရင်တော့ဘွား220ရှိတဲ့အိမ်သုံးပလက်ပေါက်ကနေလျက်ဆက်ကိုအသုံးမပြုရဘူး။တစ်တသမ5ဖို့ပဲရှိတဲ့ဘက်ထရီတကယ်တွေကိုလားတချို့အသုံးပြုရပါမယ်။လူ့ရဲ့အခန္ဓာကိုယ်အတွင်းမှာလျှက်စစ်စီးနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လျှက်စင်အန်ဒီမှာကာကွယ်နိုင်ရင်လျှက်စင်မစည်းနိုင်တဲ့ပစ္စည်းတွေကိုတချို့ကဈာကန်အဖြစ်အသုံးပြုရပါတယ်။မြေကြီးတဲ့ကိုလျှက်စင်ကောင်းစွာစီးဆင်းနိုင်တဲ့အတွက်ကြောင့်အိမ်မှာလျှက်စင်တွယ်တန်းဖို့ဆိုလို့ရှိရင်တော့မြေဆိုင်ကျိုးတွေကိုအသုံးပြုကြပါတယ်။မြေကြီးတဲ့ကိုလျှက်စင်စီးဝင်သွားတဲ့အတွက်ကြောင့်လူတွေအတွက်အလျှက်စင်အန်ဒီရေလည်းကင်းနိုင်ပါတယ်။အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တော့လျှက်စင်မှာဆိုလို့ရှိရင်တော့လျှက်စီးပလန်းပြေမှာသူကစီးဆင်းပါတယ်။ခလုတ်ဖွင့်လိုက်တဲ့အခါမှာတော့လျှက်စီးပလန်းပြေသွားပြီးတော့ ခလုတ်ပိလိုက်တဲ့အခါမှာတော့လျှက်စီးပလံနေရာလွတ်သွားပါတယ်အဲ့ဒီအတွက်ကြောင့်လျှက်စစ်မှာဆိုလို့ရှိရင်တော့လျှက်စီးပလံကမစီးနိုင်တော့ပါဘူးတတူနဲ့ပြုတ်လုထားတဲ့အရာဝတ္ထုတွေမှာလျှက်စစ်စီးနိုင်ပေမဲ့လည်းပလတ်စတစ်ဆက်ကူဖန်တယ်လို့လိုပစ္စည်းတွေမှာဆိုလို့ရှိရင်တော့အရာဝတ္ထုတွေမှာဆိုရင်တော့လျှက်စစ်ကမစီးနိုင်ပါဘူးအဲ့လျှက်စစ်စီးနိုင်တဲ့ပစ္စည်းတွေမှာဆိုရင်လျှက်စစ်တဲ့တနေရာမှတနေရာသို့ ဖြတ်တန်းစီးဆင်းနိုင်တဲ့အတွက်ကြောင့်အသုံးဝင်ပါတယ်။လျှက်စစ်မစီးနိုင်တဲ့ပစ္စည်းတွေကတော့လူသားတို့လျှက်စစ်အနေနဲ့မှကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်လည်းသူတို့လည်းအသုံးဝင်ပါတယ်။အဲ့တော့ဘက်ထရီတန်းဆက်လျှက်စစ်ဘလန့်နဲ့ဘက်ထရီပြိုင်ဆက်လျှက်စစ်ဘလန့်ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ဘက်ထရီတန်းဆက်လျှက်စစ်ဘလန့်မှာဆိုလို့ရှိရင်တော့ဘက်ထရီတစ်ခုရဲ့အဖိုဆုံးတစ်ခုရဲ့ကက်လျက်ဘက်ထရီတစ်လုံးရဲ့အမှားဆုံးတစ်စုနဲ့ဆက်ပေးရပါမယ်။ပုံလေးကိုကြည့်ပါနော်။ ဘက်ထရီပြိုင်ဆက်လျှက်စက်ပတ်လမ်းမှာဆိုလို့ရှင်တော့ဘက်ထရီတွေရဲ့အဖို့ဆုံးရဲ့လျှက်စက်ပတ်လမ်းရဲ့ဝါယာကြိုးတစ်ခုနဲ့ဆက်ပြီးတော့အမဆုံးတွေကိုတော့ကြံရှိတဲ့လျှက်စီးပတ်လမ်းရဲ့ဝါယာကြိုးတစ်ခုနဲ့ဆက်ပေးရပါမယ်။ဘုံတွေကြည့်ကြည့်ပါ။အဲ့တော့ဘက်ထရီအရွယ်အတွက်ပုံမူတည်ပြီးတော့မီးသီးအလင်းရောင်တောက်ပမှုဟာကွာခြားပါတယ်။ဘက်ထရီရဲ့တန်းဆက်ဆက်တဲ့အခါမှာတော့မီးသီးအလင်းရောင်ကပိုပြီးတော့တောက်ပပြီးတော့ဘက်ထရီရောပြိုင်ဆက်ဆက်လို့ရှိရင်တော့လျှက်စက်မီးရောင်ကပြောင်းလဲမှုမရှိပါဘူး။ ကဲတင်ငန်းစာလေးကိုဒီချေတို့ဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်